အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အရေးတကြီးငွေလိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့ငွေကြေးအဆင့်ပြလာစေမယ့်ခါတာတပုတ်နဲ့မြောက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများသုံးစရာပြည့်နေမိတ်ဆွေများအရေးပေါ်ငွေလိုတဲ့မိတ်ဆွေများဒီခါတာလေးကိုလုံးအုံချလို့ရပါတယ်အဲ့တော့ဒီခါတာလေးကိုအသုံးပြုလို့ရှိရင်ကျွန်တော်တို့ကုညီမဲ့သူတွေစောင့်မဲ့မဲ့သူတွေပေးမဲ့ကဲမဲ့သူတွေရောက်လာတဲ့အရက်၄မျက်နှာလက်လက်ပတ်လေးရောက်လာစေတယ် ကျွန်တော်တို့ကိုကျွန်တော်တို့ကူညီမဲ့သူအကူညီပေးမဲ့သူလေကျွန်တော်တို့တုံ့မတုံ့မပေါ်လာတယ်အဲ့တော့ငွေကြေးအတွက်အဆင်ပြေစရာပြေချောင်းလေတနည်းမို့ဒီမို့ကြံဖန်ပြီးဖြစ်လာစီမဲ့ကတာတပုတ်ပဲဖြစ်ပါတယ်ဗျဇီယမကောင်းတဲ့မိတ်ဆွေများလည်းလှုပ်လို့ရတယ်လို့ငွေကြေးခက်ခဲတဲ့မိတ်ဆွေများလည်းလှုပ်လို့ရပါတယ်ဗျအရန်လွယ်ပါတယ်ကျွန်တော်တို့ရဲ့အရင်ဆုံးကျွန်တော်တို့ရဲ့အိမ်ဖျားမှာပေါ်တော့ကိုကျွန်တော်တို့ရဲ့အိမ်ဖျားအကြောင်းဆုံးပုံမှာအမိုးတိုင်း၅တိုင်းရယ်စီမီ၅စီမီ၅တိုင်းရယ်တောက်ရုံ၅ခွက်ရေကိုပူဇော်မယ် အရေးဆုံးเนาะကျွန်တော်မွေးတန်ကားတိုင်းဆောင်းကျွန်တော်စီမီကားတိုင်းတောက်ရတော်အေး၅ခွက်ကိုပူဇော်မယ်ပူဇော်ပြီးဆိုတော့ねဒီကားတာကိုကျွန်တော်တို့တွေရွတ်မယ်เนาะဒီကားတာကို29ခေါက်ရွတ်ပေးမှဖြစ်ပါတယ်ဗျာ နတိတိဝဇနဒုက္ခံဒိဟိတိဝဇနတထာတတမနတိတိဒိဟိတိမာမေဟွန်းတုဘဝဘဝေနတိတိဝဇနဒုက္ခံဒိဟိတိဝဇနတထာတတမနတိတိဒိဟိတိမာမေဟွန်းတုဘဝဘဝေနတိတိဝဇနဒုက္ခံဒိဟိတိဝဇနတထာတတမနတိတိဒိဟိတိမာမေဟွန်းတုဘဝဘဝေဆိုပြီးမေဆွေများတရားကို29ခေါက်ရွတ်မယ်နော် 29ကောက်ယူပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တွေပြီးပါပြီပြီးရင်တော့ဖျားရှိခိုးလိုက်မယ်အဲကျွန်တော်တွေပေါ်မြတ်တဲ့ဘောင်းနကုသူလူလူနဲ့ဒနာကုသူကောင်းမှစင်နာများရောက်အတော့ငွေကြီးကကဲများအစီပြီးပါသေးငွေတွေအဲကျွန်တော်တွေတင်းကြီးတင်းကြီးဝင်ပါစေလူတန်းနိုင်ပါစေဆိုပြီးစူတောင်းလိုက်ရုံပဲဒါလေးပဲเนาะဒါလေးပဲစူတောင်းလိုက်ရုံပဲပြီးပြီဆိုတာနဲ့ကျွန်တော်တွေအပြင်းရင်သွားတော့မယ်အလုပ်တွေသွားတော့မယ်သွားကနေလေးမှာကျွန်တော်တွေပတ်ဆိုင်လေးကိုဖွင့်မယ်သူ့တော့အိမ်ပေါ်မှာရွတ်မယ်เนาะဒါကတော့ ဒုတိယတစ်ချိန်ပေါ့နော်ဒုတိယတစ်ချိန်ကိုတော့ပတ်စံရည်လေးကိုဖွင့်မယ်အိမ်ပေါ်ပေါ်မှာရွတ်မယ်28ခေါက်ထပ်ရွတ်ပြင်မှာဖြစ်ပါတယ်ဗျာနတိတိဝဇဏဒုက္ခံဒေဟိတိဝဇဏတထတတမနတိတိဒေဟိတိမာမေဟွန်တုဘဝဘဝေနတိတိဝဇဏဒုက္ခံဒေဟိတိဝဇဏတထတတမနတိတိဒေဟိတိမာမေဟွန်တုဘဝဘဝေဆိုပြီးတော့28ခေါက်ရွတ်လိုက်ပါဗျာ အဲ့တော့ပြီးပါပြီအဲ့တော့ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပစံလေးကိုဖွင့်ပြီးယူမယ်နော်အိမ်အိမ်ဘောဘောမှာယူမယ်နော်အိမ်ဘောဘောမှာယူမယ်ဒါမှကျွန်တော်တို့အိမ်ကိုအရက်လေးမျက်နှာနေပြီးတော့လက်လက်ပိုင်လေးရောက်လာမှာပါအဲ့တော့အိမ်အိမ်ဘောဘောလေးမှာပစံလေးကိုဖွင့်ပြီးယူမယ်ပြီးတော့ပြီးပါပြီပြီးပြီဆိုလို့ရှိရင်အဲ့ဒီတင်းတင်းတောင်တော့ကျွန်တော်တို့ပစံရင်ထဲမှာ ကျွန်တော်တို့ရဲ့ကျွန်တော်ပတ်စံရတဲ့မှာဖြစ်အိမ်ကြီးအိတ်ကတ်တဲ့ပြည်ပြည်ထဲဆောင်အောင်မဲ့အရာလေးတခုတော့ရှိတယ်ဗျထဲဆောင်အောင်အရာလေးတခုလို့ရှိတယ်ကျွန်တော်တို့တွေဟောဘယ်ဘယ်တော့တော့အဲ့အဲ့အဲ့အိတ်ကတ်တဲ့မှာဆောင်တာတော့24နဲ့အတွင်းအဆုံးပြတ်မှာဖြစ်ပါတယ် ။အားရပါလိလဲဆိုကျွန်တော်လက်ဖက်အသားထုတ်လေးပဲဖြစ်ပါလေ။လက်ဖက်အသားထုတ်လေးလေးတရားဝန်နေရာပေါ်၃ရောင်ပေါ်၅ရောင်ပေါ်စပီးဈေးတက်မှာကျဲတော့ဝယ်လို့ရပါတယ်။လက်ဖက်အသားဖြင့်ပြီးရပါပဲ။စီပါပါစီပါအစီမပါလဲရလဲစီပါလဲရလဲအကျန်းပေါ့နော်။လက်ဖက်အသားကြီးပဲတည်တံ့ဖြစ်ရမယ်။လက်ဖက်အသားထုတ်လေးကိုကိုယ့်ရဲ့အိတ်ခက်တဲ့တုံမုံပဆိုင်တွေကိုထည့်ဆောင်ထားပါ။အဲ24နဲ့အတွင်းမှာမိတ်ဆွေများထူချမ်းမှုရှိလာပါလိမ့်မယ်။ ခုကျွန်တော်ပြောတဲ့ကာတာစီရင်လေးရဲ့အခုလိုလက်ဖက်သားထုတ်လေးကိုကျွန်တော်တို့တွေအိတ်ခက်ထဲမှာထည့်ဆောင်ထားပါအဲ့တော့လက်ဖက်သားနည်းနည်းဆိုရပါတယ်အများကြီးမလိုပါဘူးအထုတ်လေးတိတိလေးနဲ့ကိုယ့်ရဲ့အိတ်ကြီးအိတ်ခက်ထဲမှာထည့်ထားလဲရတယ်လို့ကျွန်တော်တို့ဒီပေါ်တော့ကိုယ့်ရဲ့ပဆိုင်ထဲမှာထည့်ထားလဲရပါတယ်ဒါက24နှစ်အတွင်းမှာအစွန်ပြပါလိမ့်မယ်ဗျဒီဟာလေးကိုမိတ်ဆွေများ3ရက်တိတိလုပ်ပေးရမှာဖြစ်ပါတယ်3ရက်တိတိလုပ်ပါအဲ့တော့ကာရာကိုလည်း3ရက်တိတိယူမယ်အဲ့တော့ မနက်တိုင်းပေါ့နော်စီမီနဲ့မွေးတိုင်းရေချင်းတော့မနက်တိုင်း9 9 9ကိုစီကပ်ပြီးကတော့29ကောက်ရုပ်ပေးမယ်ပြီးလို့ရှိရင်အပြင်အိမ်ဘဝနဲ့ကျွန်တော်တို့အိမ်ဘဝမှာပစိုင်လေးဖွင့်ပြီးတော့တချင်ရုပ်ပေးမယ်ပြီးပြီးပြီဆိုကြမှာခုနလက်ဖက်သားလေးကိုအိတ်ကတဲမှာထည့်ဆောင်ထားပါသုံးဖို့ပစိုင်နဲ့ထည့်ဆောင်ထားပါဗျခင်စလို့ဆိုအလုံးပဲနားလိုက်ပြီးလို့ထင်ပါတယ်မေဆွေအလုံးကိုနားလေစင်ကြီးတို့တခြားလေးရှင်းပြပေးတာပါဗျ။လေကျော်တိလေးလည်းမရှင်းပါနဲ့။လေကျော်ရှိတယ်မထင်ပါနဲ့ဗျာနော်။ အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မင်းစုခဏသားသမီးအားလုံးလည်းငွေကြေးစင်ပြပါစေခက်ခဲတဲ့ချက်တွေတွေအားလုံးကြော်လွှမ်းနိုင်ကြပါစေအဲ့တော့ဒီကာလစီလေးကိုတုံးရတီတီအနေဆုံးလုပ်ပေးပါဆက်လုပ်တဲ့နေ့ကနေပြီးတော့အစွမ်းနေပြလာပါလိမ့်မယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မင်းစုအားလုံးလည်းငွေကြေးစင်ပြကြပါစေလူတိုင်းလည်းလုံနိုင်ကြပါစေဗျာ